အဲ့ဒါယေရှုကိုအော်ခေါ်အိုးယေရှုကယ်တော်မူပါအဲကယ်မဆတော်မူပါတနာတော်မူပါအဲဒီနေ့ကောင်ပြောလိုက်ပြောလိုက်ပါนี่มวยท่านน่ะเว้ยวัดตรงมาสุต้องดีอ่ะกูเพิ่งมาแล้วสุแล้วเสียไอ้ชาถั่วไปด้วยดิชานั้นลุกล่ะไม่ดีชาถั่วกูกระโดดขึ้นเนี่ยเจ้ามาลุกอย่างนี้ตีรอดมั้ยกูอจอซวยนี่ตัดออกโอ้อืมไปได้เลยยูโดนมันถั่วเจ้ามาโอ้ยใหญ่ได้วะกะบุยนี่โถถ่ายอยู่อกางเผยไปแล้วอืมตะแกงเอาเสียไปตัดอ่ะเนาะมัดแต่ ဘာဘာဖြစ်တော့အဲ့ဒီကဘာမှမဖြစ်တော့ကျွန်မငယ်စားပေါ့ကျုံးအော်ပြီးရိုက်ဟဲ့ယေရှုနာမနဲ့ထွက်ဆန်းလာလို့ကျွန်မပိတ်ပေါ်တာ။ခါရခွက်ကတော့ဝတ်တော်မှနိုးထသွား။အဲ့ဒါနိုးထသွားတာဖျားချင်းတာချင်းတော့မရှိဘူး။အထဲထဲမှာရှိနေတဲ့စာတန်ဟိုဟာတွေပေါ့နတ်ဆိုးတွေအဲထွက်သွား။တကယ်ဝတ်တယ်။ဝတ်ထွက်သွားတာပဲ။အော်တော့ရပဲနေရမယ်မျိုး။ဟာလာ300။တော်ရတဲ့တန်းတို့ဆီယမတို့ငိုကြတာ။တမီးအခု300နဲ့နှစ်နှစ်တောင်ကျော်။ နေမှာရောက်ပြန်ရောက်လေးနေမှာပြန်ရောက်လားနောက်ဆောင်နေကြတော့အိမ်အောင်ကြတယ်อืมနောက်တော့ဆောင်နေအိမ်အောင်ကြပြီ၂၄နေကြတော့မုတ်ဆိုးမှဖြစ်ဂျားရဲမှာလှုပ်ရှားရတာပေါ့တာသမီးကြီးတာသမီးက၅ယောက်ရှိ၅ယောက်အဲ့ဒီပဲလှူရှာရတာကိုကြောင်းသားတွေနဲ့အကုန်လုံးဆိုတော့သူဟုတ်ပါတယ်ဗုဒ္ဓဘာသာမျိုးဆိုဖရားနဲ့နေပါတယ်ဟုတ်တယ်ဖရားတော့နာရနာရတာပေါ့ကိုဗုဒ္ဓဘာသာအချိန်တုန်းကတော့နာရတာကိုရှိတာဒါပဲရိုက်ပုတ်ပြီးတော့ဗုဒ္ဓဘာသာပဲကိုယ်ွက်ခိုင်းဒါပေမဲ့သူ့အဖေကတော့ခရီးရယ် သူမိသားစုအကုန်လုံးကလည်းခရီးရံနေဟုတ်ကဲ့အကုန်လုံးခရီးရံဖရားပဲကိုးကွယ်အမိုးကတော့မရဘူးအခုချိန်ကြီးဗုဒ္ဓဘာသာပဲကိုးကွယ်သမီးကအဲ့လိုနဲ့မုံဆုံးမဘွားနဲ့ရုံးကွယ်ပြီးတော့ခုနှစ်နှစ်ရှင်းနေနေပြီပတေရဥတည်ဝင်တဲ့အိမ်တော်ကြာဒီများရွာကလူကြီးနေအိမ်တော်ကြာသမီးကပြောတယ်ငါဘဝကိုတက်ကနေပြီးတော့ပြန်ဆမယ်ဒီလိုဗုဒ္ဓဘာသာအဆင်မပြေနိုင်တော့ဘူးသမီးမနေရင်တော့ဘူးဆိုပြီးတော့သမီးနှစ်ချင်းသွားခတ်ဩဟေးကောင်းရှင်းလုံးမှာသမီးနှစ်ချင်းခံလိုက်ဘာမှသမီးနားမထောင်တော့ခရီးရာကြောင့်မှနားထောင်တော့ ်ဒါပေမဲ့သမီးနှစ်ချင်းခံပြီးတဲ့အသင်းတော်ကသမီးကိုဘာမှဒီလိုဆရာမတို့လိုမသွန်သင်တော့သမီးနားမလဲဘူးဆရာဒီလိုမျိုးတိုးတက်မှုတွေသမီးမသိဘူးတိုးတက်မှုဆိုဒီလိုမျိုးလေဖရာသခင်ဘလောက်ကောင်းမြတ်တယ်ဖရာလုံးလုံးရင်ဘလို့ဖြစ်တယ်ဖရာလုံးမလုံးရင်ဘလို့ခံစားရမယ်ဖရာเจ้าနားမလဲဘူးဆရာသမီးနှစ်ချင်းခံတယ်အဲ့လိုမျိုးသမီးဖြစ်ခဲ့သူနဲ့တွေ့မှာဒီဆရာမနဲ့တွေ့မှာပဲဆရာမနော်လီကတော့တေးချာချာပြောပြနိုင်တယ်သူကတော့တေးချာချာပြောပြနိုင်တယ် ကဲဥပါထုဒါသူသူ့ရဲ့မိမဒေါက်တာနော်ဖောထုတဲ့ဆရာဝန်ပဲအဲဟိုးယွာပဲမှာသူကဖျားတခင်ကောင်းကြီးပေးပါအာမေကဲဆူတောင်းဝင်နော်ကဲသူမိနာမည်ကခင်ဖုံးဝေပါစေဆရာမအင်းသူမိလေးခင်ဖုံးဝေကဲယေရှုနာမဖြင့်ဖဖျားတခင်တာဆူတောင်းပါသည်အိုးအဖဖခင်ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူသောကျွန်တို့ရဲ့ကယ်တင်ပန်းရှင် သင်ယေရှုရဲ့နာမတော်ကိုချီးမွမ်းပါတယ်။အောက်ဆီဂျင်ကိုမှီခိုအားထားခြင်းနေကျွန်တော်တို့လွတ်မြောက်မှဖြစ်ပါတယ်။လွတ်မြောက်ပြီးတော့ကျန်းမာခြင်းပဂတိနဲ့ရရှိလာမှဖြစ်တယ်။အလုတ်ကိုင်းနေလဲပြန်လဲလှုပ်ဆောင်နိုင်မှဖြစ်တယ်။ ဒီဒီဟာတွေကိုကျွန်တော်တို့ဖျားသခင်တက်နိုင်တယ်ဆိုတာကျွန်တော်တို့ယုံကြည်တယ်အဲ့ဒါကြောင့်ဒံချက်တော်အားဖြင့်အနာရောဂါတွေကိုပျောက်ကင်းစေတဲ့သခင်ယေရှုဟာဆိုရင်အလွန်တကူကြီးပါတယ်ဒီလိုပဲအောက်ဆီဂျင်ကိုတဖြည်းဖြည်းနဲ့နည်းနည်းပါးပါးပဲရှူပြီးတော့အလုတ်အကင်တွေအပြင်ပလေနဲ့ပို့ပြီးတော့နေထိုင်နိုင်တဲ့အချိန်ရောက်ရှိလာမှာဖြစ်ပါတယ်။ဟောဖရာသခင်ခင်ယေရှုရဲ့နာမတော်ဖြင့်အလွန်ယိုသေးစွာဆက်ကအနံ့၍ဆုတောင်းပါသည်အဖမြတ်စွာဘုရား။အာမင်။ ဒီဒီမြန်အေးရယ်ဟုတ်ကဲ့ခုပဲမှာဒီဘက်မှာပြန်လာလိုက်တော့တော်တော်အေးနေဟုတ်ကဲ့ဒီမှာအားလုံးပျောက်ပြီးလို့သာအောင်မိလိုက်တော့ရောပါဟုတ်ကဲ့ဆရာအမေကျန်းစာကျောင်းသွားမယ်ဗျာ။ဟင်းသူကသူကျန်းစာကျောင်းကိုအော်ကျန်းစာကျောင်းသွားမယ်ခုနပြောထားတာ။ဘာမှတမိသွားမယ်ထိတ်ခဲမယ်။ကျန်းစာကျောင်းဘာမှတတ်သိတတ်ခဲမှာ။ဘုရားသားလို့လေဒီချိန်ထိတမိနေရတာလေ။လူအနေနဲ့ဘယ်တော့ပဲအောင်ကြည့်ရင်တတ်တတ်ပြအောင်။ဘုရားသားလို့ဒီချူလက်ကျက်တယ်။ ကျွန်တော်ကျန်းရဲလေးတစ်ခုကိုတွားတတိရတယ်ငါမသေးရသေးတဲ့အသက်ရှင်ပြီးထာဝရဖျားကြီးမှုတော်ကိုကြားပြောရတယ်